ရန်ကုန်မှာစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးပြီးစစ်တနန်းចောင်းကိုပို့တယ်လို့စစ်ကောင်စီလက်အောက်ခံရဲတွေကလည်းလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးရဲတနန်းចောင်းကိုပို့တယ်လို့မိသားစုဝင်တွေစီကသိရပါတယ်။လှေကူးမြို့နယ်မြို့မရက်ကွက်နဲ့ဇရက်ကွင်းကျေးရွာမှာနိုဝင်ဘာလ30ရက်ကလူငယ်တချို့ကိုရဲတွေကပေါ်တာဆွဲဖမ်းဆီးကပဲခူးတိုင်းပြည်မြို့နယ်အမှတ်နှစ်ရဲလေးကြီးရဲတနန်းចောင်းကိုပို့လိုက်တယ်လို့မိသားစုဝင်တယောက်က DPP ကိုပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာအကြောင်းမျိုးမျိုးကြောင့်ဖမ်းဆီးခရသူတွေကိုစစ်ကောက်စီလက်အောက်ခံရဲတွေကပြစ်ထဲမှာချပဲအမှတ်လေရဲလေးကျင့်ရဲအကြောင်းကိုပို့တယ်လို့ရွာငံမျိုးကတယောက်က TPP ကိုပြောပါတယ်ရဲတပ်သားတွေကိုစစ်မှုထမ်းအပတ်စဉ်တကစားလို့မခေါ်ပဲရဲတပ်သားတွေအပတ်စဉ်တရားကစတင်ခေါ်ယူခဲ့ပြီးရဲလက်ချည်ရဲတနန်းကြောင်းလေးကြောင်းမှတနန်းပိတ်ခဲ့ရမှာအခုဆိုအပတ်စဉ်130ရောက်ပြီဖြစ်တယ်လို့အငိမ့်စားရဲရရှိတယောက်ကရှင်းပြပါဗျာ ရဲတပ်သားအစ်တွေကိုရမဲသိအခြေဆိုင်အမှတ်၁ရဲလက်ကျေးရဲတနန်းချောင်းတိမျိုးဝက်ထီကအခြေဆိုင်အမှတ်၂ရဲလက်ကျေးရဲတနန်းချောင်းစကိုင်းအခြေဆိုင်အမှတ်၃ရဲလက်ကျေးရဲတနန်းချောင်းနဲ့တောင်ကြီးမျိုးအခြေဆိုင်အမှတ်၄ရဲလက်ကျေးရဲတနန်းချောင်းမှာတနန်းပေးနေတာဖြစ်ပါရဲ့ရှင်။